ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Football King ကနေပြန်လဲပြီးတော့ဂျူဇူလိုက်ပါတယ်။ Sandos နဲ့စာချုပ်တက်တန်းတိုးလိုက်တဲ့နေမာအတွက်ဘလို့ကောင်းကျိုးဆိုးကျိုးတွေရှိလာစေနိုင်မလဲ။နေမာတို့ Brazil Club Sandos နဲ့စာချုပ်တက်တန်းထပ်ပြီးတော့တိုးလိုက်ပြီလို့သိရပါတယ်။ဥရောပ Club တင်းချိုးနဲ့တရင်းတွေထွက်ခဲ့သေးမယ်။အခုတော့နေမာ Sandos မှာပဲဆက်ရှိသွားတော့မှာပါ။ဒီကိစ္စနေမာနဲ့ Sandos ကိုဘလို့ကောင်းကျိုးဆိုးကျိုးတွေဖြစ်စေနိုင်မလဲ။စာတို့တရန်တိုးမြင့်မှုဟာသူ့ရဲ့ဇာမဘွားအတွက်ရောစန်တိုးစ်ဘက်ပါအေးပါတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ် 2025ခုနှစ်ဇွန်လ25ရက်မှာကျင်းပခဲ့တဲ့ဒီစာချုပ်တိုးမြင့်မှုဟာ2025ခုနှစ်ဒီဇင်ဘာလအထိတက်တန်းရှိပြီးတော့2026ကမ္ဘာပလားထိတက်တန်းထပ်တိုးနိုင်တဲ့ရွေးချယ်ခွင့်ပါဝင်တယ်လို့ ESPN Brazil ကဖော်ပြထားပါတယ်။နေပါနဲ့ဆန်တိုးဆွဲအကြားကအရင်စာချုပ်ဟာတက်တန်းကုန်ကန်ပြီဖြစ်လို့ဥရောပကလပ်တွေဖြစ်တဲ့ဘာစီလိုနာ၊ Chelsea ၊ Man City တို့ရဲ့သတင်းတွေထွက်ခဲ့သေးပေမဲ့နောက်ဆုံးမှာတော့နေမာဆန်တိုးစ်မှာပဲဆက်ပြီးတော့ရှိနေဖို့ကိုဆုံးဖြတ်သွားပါတယ်။နေပါ2023ခုနှစ်အော်တိုဘာလမှာဘရာဇီးသင်းနဲ့ ကမ္ဘာဖလားခြေစပွဲကစားရင်ဒူးကောင်းအယိုးစစ်ပြတ်ထွက်တန်းရာ ACN နဲ့ဒူးစီယိုဒန်ရာတို့ကိုရရှိခဲ့ပြီးတော့ Sorry Club အဲဒီလေမှာ16လအတွင်းမှာ9ပွဲသာကစားနိုင်ခဲ့တာပါ2025ဇန်နဝါရီမှာ Santos ကိုပြောင်းလာပြီးတဲ့နောက်15ပွဲမှာ3ဂိုးသွင်း3ဂိုးဖန်တီးမှုရရှိခဲ့ပြီးပေါင်ယိုးနဲ့ကြွက်သားဒန်ရာတွေကြောင့်ကစားခွင့်အကန့်အသတ်ရှိခဲ့ပါတယ် Santos မှာစတင်ဖိအားနဲ့တဲ့ Brazilian Series ပတ်ဝန်းကျင်မှာပုံမှန်ကစားခွင့်ရလာနိုင်ပြီးတော့သူ့ရဲ့ကြံ့ခိုင်မှုနဲ့ကစားသမားပုံစံပြောင်းလဲတည်ဆောက်နိုင်မှာဖြစ်ပါတယ် Brazil နီးပြားတဲ့ အန်စလိုဒီကလည်းနေမိုင်း2026ကဘာဗလာအတွက်ပြန်လည်တက်တာမှုကိုမျှော်လင့်နေတာရှိတယ်လို့ပြောထားတာရှိပါတယ်။နေမာကစန်တိုစာကျွန်တော်အိမ်အုံမြင့်တွေတမိုင်းနဲ့ဘဝဖြစ်ပါတယ်လို့ပြောထားပြီးဒီအဆုံးဖြတ်ချက်ကိုသူ့ရဲ့နှလုံးသားနဲ့ရွေးချယ်ခဲ့တာဖြစ်တယ်လို့စန်တိုစဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စန်တိုစာသူ့ရဲ့မွေးရဲ့မြေနဲ့ငယ်ဘဝကလပ်ဖြစ်ပြီးပရိသတ်ရဲ့ချစ်ခင်မှုနဲ့အားပေးမှုကစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကိုပေးစွမ်းနိုင်ပါတယ်။အဲဒီလမှာမပျော်ရွှင်မှုတွေကြုံတွေ့ခဲ့ရပြီးတော့ဥရောပမှာ PSG နဲ့ဘာကာတို့မှာဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပေမဲ့ ဇန်ဒိုစ်မှာတော့သူ့ရဲ့ကစားပုံကိုလွတ်လပ်စွာပုံမဖော်ပြပြီးတော့ဘောလုံးကစားတာကိုပြန်လည်ပျော်ရွှင်ခံစားနိုင်မှာဖြစ်ပါတယ်။အိုင်ဘတ်ခွန်ရှိကိုဝမ်းအစ်ပတ်တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ဝမ်းအစ်ပတ်အကောင့်ဖွင့်သူတိုင်းပရိုမိုကုတ် FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်းဘောနပ်စ်ရယူကစားလို့ရအောင်လည်းတရင်ပေးပြစေ။ဖုတ်ဘောကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63ခွန်သုံးလုံး93လုံးကိုဆက်သွယ်နိုင်တော့ကွန်မန်တိုင်းမှာခြာပေးထားတဲ့ Telegram link ကိုလည်းလက်အောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ဆန်ဒိုဆာနေမားရဲ့ကစားမဘွားစားတင်ခဲ့တဲ့ကလပ်ဖြစ်ပြီးတော့2009ကနေ2013နေမားဆန်ဒိုဆာ225ပွဲကစားပြီးတော့136ဂိုးသွင်းက2017ခုနှစ်မှာကိုပါလီဘာဒီတိုဆူပလာရယူပေးခဲ့ပါတယ်။အခုစားချုပ်တိုးမြင့်မှုကဆန်ဒိုဆာမှာသူ့ရဲ့အမွေအနှစ်ကိုလည်းထပ်မံတည်ဆောက်ဖို့အခွင့်အရေးပေးနိုင်ပါတယ်။နေမားကဆန်ဒိုဆာမှာမပြည့်စုံသေးတဲ့အိမ်မက်တွေရှိသေးတယ်လို့ပြောထားပြီးတော့ Brazilian Serie A ဘလာဒါမို့တိုက်ကြီးအဆင့်အောင်မြင်မှုတွေထပ်မံရယူဖို့ရည်မှန်းထားလို့ ESPN Brazil ကဖော်ပြထားပါတယ်။နေမားဖားခင်ဖြစ်သူနေမားစီနီယာကသူသားဥရောပရဲ့ ချန်ပီယံလိဂ်ကစားမဲ့ကလပ်တွေစီကစိတ်ဝင်စားမှုရှိနေလို့ပြောထားပါတယ်။ဇန်ဒိုးစ်မှာကြံ့ခိုင်ယူပြန်လည်ရရှိပြီးဆွမ်းဆောင်ရင်ကောင်းမှမယ်ဆိုရင်2026မတိုင်ခင်ဥရောပဒေသကလပ်တွေစီပြန်လည်ပြောင်းရွှေ့နိုင်မှုအခွင့်အလမ်းရှိနေသေးပါ။ Xbox က Post တွေရဘာစရာနဲ့ Chelsea တို့ကနေမယ့်ခြေနေကိုဆက်လက်ဆောင်ကြည့်နေလို့ဖော်ပြထားပါတယ်။တကယ်လို့ Brazilian Serie မှာထိပ်တန်းဆွမ်းဆောင်ရင်ပြနိုင်မယ်ဆိုရင်နေမယ့်ဈေးကွက်တန်ဖိုးကိုပြန်လည်မြင့်တင်နိုင်မှာပါ။ဒါပေမဲ့နေပါဆန်တုစ်မှာ2025အတွင်း15ပွဲသာကစားနိုင်ခဲ့ပြီးတော့ပေါင်ယိုးနဲ့ကြွက်သားတန်ရီကြောင့်ကစားကွင်းတွေများစွာလွဲချော်ခဲ့ပါတယ် နောက်25ခုနှစ်ဇွန်လတရနေ့မှာကစားခဲ့တဲ့ Botafogo နဲ့ပွဲမှာလက်နဲ့ဘောလုံးထိမိပြီးတော့ဒုတိယအဝါကတ်နဲ့ထုတ်ခံရတာကလည်းသူ့ရဲ့စိတ်ပိုင်းဆိုင်စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။တရားပြဿနာတွေကြောင့်ပုံမှန်ကစားခွင့်မရရင်ဘရာဇီးလ်နဲ့2026ကမ္ဘာဖလားမှာပြန်လည်ပါဝင်နိုင်မှုအခွင့်အလမ်းကိုထိခိုက်စေနိုင်တယ်လို့ဥရောပထိပ်သီးကလပ်တွေစိတ်မစားမှုကိုလည်းရောကြစေနိုင်ပါတယ်။ဘရာဇီးလန်စီးရီးယားဥရောပလိဂ်တွေနဲ့နှိုင်းယှဉ်ရင်ပြိုင်ဆိုင်မှုစင်းတဲ့ဒီစနီပိုင်းဆိုင်စိန်ခေါ်မှုတွေနှဲပါပါတယ်။ဆန်တိုးစ်မှာစက်နေနေမိုင်းဆွမ်းဆောင်ကိုဥရောပထိပ်သီးအဆင့်နဲ့နှိုင်းယှဉ်မှုခက်ခဲလာနိုင်ပြီး ဒါသူရဲ့ကဘာစိန်ဇာမာပွင့်ကိုထိခိုက်စေနိုင်ပါတယ်ဥရောပထိပ်သီးကလပ်တွေကနေပိုင်းဆွမ်းဆောင်ရင်ကိုဘရာဇီလီယန်စီးရီးတွေကဇီးရင်တွေနဲ့အကဲဖြတ်ရင်သူရဲ့အခွင့်အလမ်းတွေကန့်သတ်ခံရနိုင်ပါတယ်နောက်ပြီးတော့နေမအေးလီမာတနင်္လောက်ကဒေါ်လာ၁၄တန်းလာစာရရှိခဲ့မယ်ဆန်တိုးစ်မှာတစ်လကူမှာဒေါ်လာ၅သိန်းကျော်သာလောက်ခလာတာရရှိမှာဖြစ်ပြီးဒါအတိတာထင်ရှားတဲ့လာစာရှော့ချမှုဖြစ်ပါတယ်ဒါပေမဲ့သူရဲ့ပုံရိပ်အသုံးပြုခွင့်တွေကနေတရင်ငွေရဲ့၈၀အကန့်လုံးရရှိမှာဖြစ်ပြီးတော့ဆန်တိုးစ်ရဲ့စီးပွားအဖြစ်ဝင်ငွေတွေကနေအကျိုးများခွဲဝေရရှိအောင်မှာဖြစ်ပါတယ် ဒါပေမဲ့ဥရောပထိပ်သီးကလပ်တွေမှာကစားကွင်းရရရှိနိုင်မဲ့လားစားနဲ့နှိုင်းရှင်ရင်ဆန်တိုးစ်မှာဆက်နေရဗန်နာအီယာဆုံးရှုံးမှုတစ်ခုဖြစ်နိုင်ပါတယ်။နေမိုင်းနာကကဘာလို့ဆက်ဖြစ်လာအောင်လဲစိတ်ဝင်စားကြကောင်းပါတယ်။လက်ရှိချိန်မှာတော့ခုလိုဆန်တိုးစ်ရဲ့စာချုပ်သစ်ချုပ်ဆိုနိုင်ကြီးကနေမာတွဲဆန်တိုးထွက်ပါတင်းတော်ရဲ့ကိစ္စတစ်ခုလိုပဲမြင်မိကြောင်းပါပရိသတ်ရဲ့မျိုးဘလို့ရှိကလေးပြောပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။